အဲ့ရင်တော့ကျွန်တော်တို့ခေါင်းကြီးငုတ်ပြီးတော့တနင်္ဂနွေမိုးပေါ်ထောင်ပြီးတော့ဆွဲတာပဲအော်ကျွန်တော်တို့ယူပေးတဲ့ Federal ပြည်ထောင်စုအရာကျွန်တော်တို့ပြည်သူတွေကဘယ်လောက်ထိလှုပ်ချုံမှုရှိလဲပေါ့အဲ့တော့ခုရှိသေးတယ်ခုလေးရှိပေါ်တော့ကျွန်တော်တို့တစ်ဆက်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့တွေအလုပ် PDF ဖြစ်တယ် PDF ဖြစ်တော့တနင်္ဂနွေလုံးမှာကျွန်တော်တို့တွေကတော်တော်များများတော့ကျွန်တော်တို့ဒေသခံတွေတော့ကျွန်တော်တို့လေသုံးချောင်းအဖွဲ့ပဲ အဲကျွန်တော်တို့သိတာပေါ့နော်လေသုံးချအဖက်တွေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေကဒီတိုင်းရင်းသား EO နိုင်ငံတွေရောက်တဲ့အခါကျရင်ကျွန်တော်တို့အခက်ခဲတော့ရှိကြပါတယ်။ဘာဖြစ်လို့ဆိုတော့နေပေါင်းများစွာကျွန်တော်တို့သွေးခွက်သက်ဆိုထားတဲ့ဒီစနစ်ပေါ့နော်ဥပမာအဲဗမောကရေးရမရောက်ဘူးဗမောမော်ရမရောက်ဘူးမော်လည်းဗမောမရောက်ဘူးဆိုတော့အခြေအနေတခုကခုချိန်မှာကျွန်တော်ကြော်သွားနိုင်လားဘယ်လိုကြော်လွားလဲဆိုတဲ့ဟာကျွန်တော်တို့ရဲဘော်တွေလည်းအများပြောတယ်အရင်နေပေါင်းများစွာကျွန်တော်တို့ဆက်ရနာရှယ်ရသွေးခွက်သက်ဆိုမှုတွေနဲ့နောက်တိုင်းရင်းသားနေတဲ့ငါတို့ဂျာမား နော်တန်တရားတွေအမြင်မကြည့်မှုတွေဟာရှိပါတယ်အဲ့လိုရှိတဲ့ဟာလဲငါတို့တွေကစိတ်မရှုံးနဲ့အဲ့ဒီပုံမှာငါတို့တွေပူပြီးစူးစမ်းရမယ်ပူပြီးအနစ်နာခံရမယ်ငါတို့တွေကဘာဖြစ်လို့ဆိုတော့ဒါဒီခုအရင်ကတည်းကနေပြတာသွေးခွဲထားတဲ့တက်ဆူထားတဲ့နော်ဒါတန်တရားတွေမြုပ်ကြည့်မှုတွေဟာဟောငါတို့လက်ထဲကြရတာလေလောကငါတို့ရှိတဲ့မော်လေးလည်းအတူတူတွတ်တိုင်းတိုင်းရမယ်အရင်နဲ့လည်းအတူတူတွတ်တိုင်းတိုင်းရမယ်ငါတို့ကိုယ်တိုင်လည်းပဲလက်တွဲပြီးငါတို့သွားနိုင်ရမယ်ဆိုတော့ဒါကျွန်တော်တို့ရဲဘော်တွေလည်းအမြဲတမ်းဆုံးမတယ်အမြဲတမ်းလည်းကျွန်တော်တို့တွဲခေါ်တယ်ခုလည်းပဲကျွန်တော်တို့မြေပြင်မှာ မော်လည်းပါတယ်ကရင်လည်းပါတယ်ဒေသခတ်တို့ရဲ့အဲကျွန်တော်တို့တိုင်းတိုင်းဒေသတပ်တွေလည်းပါတယ်ကျွန်တော်တို့အလုံးပေါ်တော့လက်တွဲပြီးခုချိန်မှာအလုံးကြီးညွန့်နေသွားနေပြီဆိုတော့ဒီတော်လိုင်းကြီးကကျွန်တော်တို့ဘာပြောမလဲကျွန်တော်ချီစိုးပဲတင်ရမလားဘာဖြစ်လို့လဲဆိုတော့တွေးကွန်းနေတဲ့ညီကိုတွေအလုံးကဒီချိန်မှာငါတို့အတူတူဥပမာပူပေါင်းပြီးလုံမဖြစ်နေဆိုတော့အသည့်တရားတွေကအဲကျွန်တော်တို့တိုင်းဒေသအီဘိုတွေမှာလည်းပဲကရင်မှာလည်းဝင်လာတယ်ကျွန်တော်မော်မှာလည်းရှိလာတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲဒီလေပေါ်မှာကျွန်တော်တို့တွေကပို့ပြီးရဆိုတာဒါခေါင်းဆောင်တွေဖြစ်တဲ့ကျွန်တော်တို့ကိုယ်တိုင်က ဒါကလေးတွေကိုရဲဘော်တွေကိုဟိုဟိုအလေးအသေးအသေးတူလို့ပေါ့နော်ကျွန်တော်တို့နောက်တရောက်ရေလဲဆုံးမဖို့တွေးဆဖို့စကားဝိုင်းလေးတွေလုတ်ပေးဖို့တွေးဆလဲခါကြလဲရှေ့ပြဖို့တောင်းရအောင်အင်မတန်လိုအပ်တယ်ဒါမှလည်းကျွန်တော်တို့အတူတူသွားလို့ရမှာသူ့ငါမယုံငါ့သူမယုံဒီလိုသွေးခွဲမှုတွေနဲ့ကျွန်တော်နေပေါင်းပြောဆိုတာဖြစ်လာတဲ့ဒီအာနာရှင်စနစ်ကြီးကဟိုဒီလိုသာကျွန်တော်တို့မညီညွတ်ရေဆိုတော့အာနာဆေကတိတ်ဆိုးဆယ်မှာပဲဒါတော့အဲ့လိုမဖြစ်အောင်ခုဆိုတာဘာပဲပြောပြောညီနာတုတ်ဖက်လို့ဆိုတာလည်းပဲအရှင်းမှာလုတ်ပြောက်သွားတဲ့တာလကောင်းနေအများကြီးရှိသလိုကျွန်တော်တို့ဒီဘက်မှာရှိတဲ့မော်တန်နေတဲ့ကြီး နော်ကရင်ဒီဘက်မှာရှိတဲ့ညီကိုတွေလည်းပဲပေါင်းစည်းပြီးကျွန်တော်တို့သွားမှာဖြစ်မဲ့ဆိုတော့ကျွန်တော်တို့အားလုံးလည်းသိလာသလိုအဖက်အီးကိုလည်းသိလာတယ်အချို့ဆိုတာကျွန်တော်တို့မယုံကြည်မှုဆိုတာရှိတာမရှိဘူးအတူတူတိုက်တယ်အတူတူစားတယ်ငိုင်ရလည်းအတူတူပဲအချရလည်းအတူတူပဲကျွန်တော်တို့ဒီလိုမျိုးရေဆိုင်ပြီးကြော်လောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေ့ရတော့ဟိုပါပေါ့ဟိုပို့ပြီးရဆိုတာကျွန်တော်ညီညွတ်မှုကပို့သွားချင်တာပေါ့နော်အတိုင်းရင်းသားတွေလည်းနှလုံးသားထဲမှာသူတို့စိတ်ထဲမှာလည်းပဲသူတို့ဖိန်တွယ်ပြည်ထောင်စုနဲ့ဥပဒေပြဋ္ဌာန်းခွဲတွေကိုသူတို့ကျွန်တော်တို့လေးရေးသေးတဲ့တဲ့လိုလဲရှင်းပြတယ်သူတို့ ကျွန်တော်တို့လည်းတို့ပုတ်ပလင်လေးရှင်းပြတယ်ကျွန်တော်အဲ့ဒီတိုင်းမြေရောက်တဲ့ချိန်တော့လည်းကျွန်တော်ပြောတယ်ကျွန်တော်လာတာကျွန်တော်လက်သေးစုပ်ပြီးလာတာမဟုတ်ဘူးနော်လက်သေးစုပ်ပြီးလာတာကျွန်တော်လက်ထဲမှာဘာဝင်လာလဲဘာရှိလဲဆိုတော့ဟောတန်သေးအရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်လက်ဝါဖြတ်ပြီးလာတာကျွန်တော်လက်ထဲမှာဘာမှမရှိဘူးကျွန်တော်လက်ဝါဖြတ်တတ်တယ်အဲ့ဒီလက်ဝါဘာလို့မဲဆိုတော့ဟာပထမကျွန်တော်တို့မှာဘာမှမရှိဘူးကျွန်တော် PDF တွေဖြတ်တယ်အခြေကျကျွန်တော်တို့မြို့ပြ တိုက်ပွဲကိုကျွန်တော်ခြေတိတ်ပြီးကျွန်တော်တို့ပြပြတိတ်ပြီးကျွန်တော်တို့တနင်္ဂနွေလို့ကျွန်တော်တို့ဒါတိုက်ဖို့အတွက်ကျွန်တော်ရည်ရွယ်ထားတယ်နောက်တစ်ခုကျတော့လေဆွဲနှုတ်ဆက်မယ်ကျွန်တော်တို့ညီကိုတွေအတူတူကျွန်တော်ဒီမူဝါဒတွေကျွန်တော်အမြဲတမ်းရှင်းပြပေးရကျွန်တော်တို့အမြဲတမ်းပေါ့နော်ကျွန်တော်တို့ဒါအေးကိုလည်းတွေ့တဲ့ခါကျရင်လည်းတို့နားလည်အောင်ရှင်းပြလိုက်ဘာဖြစ်လို့ဆိုတော့အစစ်စစ်နေပေါင်းပြောဆိုတာအဲ့လိုဖြစ်လာတဲ့ကိစ္စကြီးဟာကျွန်တော်တို့လက်ထဲကျရပို့ပြီးတော့နားလည်လာကျွန်တော်တို့ပုံမှန်လည်းပို့ပြီးတော့နားလည်မှုရှိလားတို့လည်းကျွန်တော်တို့ရှင်းပြတာပေါ့နော်ဒါမှလည်းကျွန်တော်တို့ရှင်းရှင်းသွားလို့ရမယ် ဒါမှလည်းကျွန်တော်တို့ပုံပြီးပေါင်းစည်းမှုရမယ်ဆိုတဲ့အတွေးခေါ်တွေနဲ့ကျွန်တော်တို့ဒီဘက်မှာတော်တော်လေးလေးကျွန်တော်တို့တိစောက်ပြီးပါတော့မော်နော်ကိုအခြေတစ်ခုတော့ပေးရတာပေါ့တနေ့နေ့အတွဲမှာတော့ဒီလိုမျိုးဟိုဟိုရုပ်ချင်မှုဖြစ်လာဖို့ဆိုတာတော့မလွယ်ဘူးပေါ့နော်ဥတော်လည်းအလုံးလုံးရင်းနဲ့ကျွန်တော်တက်တည်ပြရမှာလလုံးရင်းနဲ့တွဲခေါ်ရမှာလလုံးရင်းနဲ့ပဲဒီလိုမျိုးတူတူတူနားလည်မှုလေရုပ်ချင်မှုတွေကတိစောက်လို့ရမယ်ဆိုတဲ့ဟာကျွန်တော်တခါတည်းကျွန်တော်တိစောက်သွားတာပေါ့အဲ့လိုချင်းနေပါဟုတ်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 တယ်ဒီကေတကယ်ဟုတ်တယ်ကျွန်တော်တို့ဒါအခုမြင်ရတဲ့အချိန်မှာပေါ့နော် အဲတက်ဖွဲ့တွေကြားထဲမှာဆိုရင်အဲကျွန်တော်ပြောကြရဲအဲတက်ဖွဲ့တက်ဖွဲ့ထဲမှာကိုပဲဒါတိုင်းသားပေါင်းစုံပါတယ်ပေါ့နော်ပမာလည်းပါတယ်ခရင်လည်းပါတယ်ရှမ်းလည်းပါတယ်အားအဲထဲမှာအမျိုးစုံပေါ့နော်အားကျွန်တော်က ARV ဘက်ကကျွန်တော်တို့ဒါပါဖြစ်တယ်အဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်အမြဲတမ်းပါဝင်နေတယ်ဆိုတဲ့ဟာမျိုးလေးတကယ်မြေပြင်မှာဗျဟိုတကယ်တိုက်ပွဲဝင်ကြတဲ့အခါမှာလုံးဝညီကိုရင်းသမျှပေါ့နော်ချစ်ချစ်ကြည်ရင်းနှီးမှုတွေတန်ရုံးစဉ်တရားတွေမေတ္တာတရားတွေပေါ့နော် အပိဆက်သွားတဲ့ခါတွေမှာလည်းဒီဥစ္စာတွေအများကြီးပဲတွေ့ရတယ်ကိုဗျာ အဲအဲ့ဟာတွေကအခုဆိုတကယ်ကောင်းစီနေပြီဆိုတော့ပုံစံမျိုးကိုကျွန်တော်တို့ခံစားနေရပြီပေါ့နော်အဲ့ပြီးတော့ဟိုကအခုနောက်ပိုင်းမှာဆိုရင်အဲကျွန်တော်အဲဒီတဝဲဘက်မှာဆိုလဲဟိုကိုတို့အာတိတိတိနေပြီဒါပဲပေါ့နော်အဲတက်ဖွဲ့တွေဒါအခုနောက်ပိုင်းတိုက်ပွဲဝင်ကြတဲ့ခါမှာပေါင်းစီပြီးတော့ခြတာရှိအဲ့လိုလေဒါတပေါင်းစုပုံစံမျိုးနဲ့လောက်တာရှိအဲ့ဒါကျွန်တော်တို့အရန်မျှော်လင့်ခဲ့တဲ့ဟာပေါ့နော်အာဒီလိုမျိုးအဖွဲ့တွေဒါပေါင်းပြီးတော့ပူးပေါင်းပြီးတော့လုံနိုင်မယ်ဆိုရင် ဘလောက်တောင်ကောင်းမလဲပေါ့နော်အင်အားတွေလည်းပို့ပြီးတော့ကြီးထွားသွားမယ်တစ်ခွေလိုအပ်ချက်ကိုတစ်ခွေကဖြည့်ဆည်းပေးနိုင်မယ်အဲအဲ့လိုမျိုးပုံစံမျိုးရဆက်ကျွန်တော်မျှော်လင့်ခဲ့တာလေနော်ဒါပေမဲ့အခုအဲ့လိုမျိုးပုံစံမျိုးတွေတကယ်ဖြစ်လာနေပြီလားပေါ့နော်အဲ့လောက်ကျွန်တော်တို့မျှော်လင့်လို့ရနေပြီလားပြီးတော့အဲ့ထက်မကတော့ကျွန်တော်မျှော်လင့်နိုင်သေးလားအဲ့ပြီးတော့ဒါတွေကနေဘာကျိုးမြတ်တွေရသလဲပေါ့နော်အဓိကတော့အဲကျွန်တော်အဲ့လိုမျိုးပေါင်းစည်းဖို့အတွက်ဘာလို့လိုအပ်သလဲဆိုတာဟာကိုမျှဝေပြပေါင်းဟုတ် အဓိကတော့ကျွန်တော်တို့ကဒီဖက်မှာဒီတနင်္သာရီပေါ့နော်တနင်္သာရီဖက်ပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာအဲဒေသခံတွေဖြစ်တဲ့ဒဝဲအဖက်လေးလည်းရှိတယ်အာဘိတ်ဖက်လေးလည်းရှိတယ်အဲကရင်ဖက်လေးလည်းရှိတယ်မော်ဖက်လေးလည်းရှိတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တွေကအော်လော်ကပေါင်းစီမှဖြစ်မယ်ဆိုတဲ့အလူထားတယ်ကျွန်တော်တွေးဆုံတဲ့အရင်တော့ဆိုရတော့ကျွန်တော်တို့ဖုန်းလေးဆက်တဲ့ကျွန်တော်တို့လည်းတစ်ချက်ဝိုက်ကူပေးအောင်အရတဲ့ကျွန်တော်တို့ကူပေးမယ်ကျွန်တော်ဒီလိုပေါလို့ရတော့ဒါဖုန်းလေးဆက်ပြီးတော့ကျွန်တော်တို့စကားတွေပြောကြတယ်တွေးဆုံကြတယ်ပေါ့နော် အဲ့ဒီနဲ့တစ်ဆက်ပြန်ပြီးတော့ဆိုတော့ရေးရင်းနှီးဖြစ်အောင်ကျွန်တော်တို့ပြန်ခေါ်တယ်စကောင်းဝိုင်းတွေကျွန်တော်ပြန်လုပ်တယ်ရောဒီလိုတော့မရောက်ဘူးကျွန်တော်ဘယ်လိုပေါင်းကြမလဲဘယ်လိုလွှားကြမလဲဆိုတော့အဓိကတော့ကျွန်တော်တို့ကဒါပထမခြေလမ်းပေါ့ကျွန်တော်တို့ဒီခီးတစ်ခုသွားသလိုပေါ့ဒီခီးကတော့ဒီလောက်အကွာဝေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့မရက်တန်းနေဘူးကျွန်တော်တို့နောက်လည်းမဆုတ်ဘူးကျွန်တော်တို့တဖြည်းဖြည်းကျွန်တော်တို့စောင့်နေတယ်ဘာဖြစ်လို့ဆိုတော့လိုချင်တဲ့ပန်းတိုင်ပေါ့ဖို့ပါအဲ့ဒီပန်းတိုင်ပေါ့ဖို့တွေ့ရမိပြမငကိုကြဲနေပြဒါနဲ့ပေါင်းမျိုးဆိုတော့သွေးခွဲတောက်ဆူထားတဲ့အိဆော့တွေကတော့ခုအချိန်မှာကျွန်တော်တို့ ဟိုတို့ရဲ့အဓိကဒီလိုမဖြစ်အောင်ရတော့တော့ကျွန်တော်တတ်မှာလေးပေါ့နော်တတ်မှာလေးဆိုတော့ဟာတော့တော့အကူလို့လည်းကြားပါတယ်တို့ကလည်းကျွန်တော်တို့အောင်မြင်မှုတွေရှိသလိုတို့လည်းကျွန်တော်တို့အောင်မြင်မှုတွေရှိတယ်အပြန်လန်ပေါ့နော်ဒါပေမဲ့လူချင်းတွေးလိုက်တဲ့အချိန်မှာသူခက်ခဲရပါရှိလဲဆိုတော့ဟာကျွန်တော်သိရသလိုကျွန်တော်တို့ခက်ခဲရလဲသူသိလာရအဲ့လိုအဲ့လိုဆိုရင်ငါတို့တွေပါလို့ကြမယ်ဘာလို့လုံးမယ် view လုံးမလားငါတို့တိုင်ရင်လုံးမလားဘယ်အဓိကလဲဆိုတော့ဟာအဓိကစစ်စင်ရေးတစ်ခုဖြစ်လာတဲ့ခါကျရင်ကျွန်တော်တို့ဒါဟိုဟာပေါ့စစ်တိုက်တာနဲ့တနန်းပြစ်တာနဲ့မတူဘူးကျွန်တော်တို့ကအဓိကစစ်တိုက်ဖို့ပဲ တနက်ပြစ်ဖို့မဟုတ်ဘူးကျွန်တော်တို့တနက်ပြစ်တဲ့ဆိုတဲ့ဟာကြီကုံရုပ်ပဲရှိတယ်တနက်ပြစ်တာပေါ့နော်အာတနက်သွားပြစ်တယ်အပြင်းလာတယ်အဲ့တော့ဟာတော့ကျွန်တော်တို့တွေ့တာအလုံးမဖြစ်ဘူးစစ်တိုက်ဖို့ပဲလိုတယ်ဥပမာစစ်တိုက်တဲ့ဆိုတဲ့ဟာတော့စစ်ပွဲတစ်ပွဲကိုကျွန်တော်တို့ကဘယ်လိုစဉ်းစားကြမလဲဘယ်လောက်ထိမြုံမှန်းထားလဲဘယ်လိုသုံးမလဲကျွန်တော်တို့အခြေရောဘယ်လောက်ထိကျွန်တော်တို့ယူမလဲဒါဟာရလာတဲ့အပြစ်ပွဲတာဘာဖြစ်နိုင်လဲဒီနေရာတွေအလုံးဝဘယ်လိုပြူ啊ကြလဲဘယ်လိုဖြတ်တောက်နိုင်လဲဆိုတဲ့အပိုင်းကိုကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်တို့လောက်ရတဲ့ဟာလေးရှိတယ်ဆိုတော့ကျွန်တော်အထက်မှာပြောသလိုစက်တိုက်တာနဲ့တနက်ပြစ်တာနဲ့ ကိုယ်ကိုယ်ပြပြသိဖို့တော့ခေါင်းဆောင်တွေတော့သိဖို့လိုအပ်တာပေါ့နော်ဒါတော့ကျွန်တော်တို့ကစက်တိုက်မှန်ကျွန်တော်တို့တနက်မပြည့်ဘူးကျွန်တော်တို့ဒါတော့အဲ့လိုမျိုးအပြန်လာကျွန်တော်တို့အာကျွန်တော်တို့တွေးဆတယ်ပြောဆိုတယ်တိုင်ပေတယ်အဲ့လိုမျိုးရော့တို့လို့ဘာလို့ကြမှာရော့တို့ဝဲဖက်မရှိဖက်မရှိတဲ့ပကဖားတွေရော့လိုကယ်တွေရော့တို့ဘာလို့ကြမလဲမေလိုကိုလေးရှိလိုအပ်တဲ့ခြေတွေဒါတွေရှိတယ်ရော့မေလိုမှာဘယ်လိုလုပ်တယ်တချို့တွေကတော့စိတ်နှက်ရှိတယ်အကလေးတွေတော့စိတ်နှက်ကောင်းကြတယ်သို့တော်သူတို့လက်ချင်မှုမပြေဝဘူးဟိုမှာအခြေခံတင်တန်းလေးက15ရက် တချို့တွေကနေမြေလှုပ်ချုံမှုလို့စရင်လာမပေးပြကျွန်တော်တို့စစ်ထက်စစ်နှဆိုင်မြင့်တော့ခေါ်သွားတဲ့ဟာလေးရှိတယ်။တချို့တွေကလည်းကျွန်တော်တို့အဲ့ဒီပုံမှာတလားလားပြင်ပြီးတော့ဆိုတာလုံနေတဲ့ဟာလေးရှိတယ်။တကယ်ကကျွန်တော်ရောက်တဲ့အချိန်မှာပြန်ကြည့်လိုက်တော့အဒါကြီးကလုံလို့မရဘူး။ဒါကြီးကမလုံတော့အဲ့လိုလုပ်ရင်ငါတို့အများကြီးပေးရတော့မှာ။ဆိုတော့ဒီလိုတော့မလုပ်တော့ဘူး။ငါတို့ဘာလုပ်ကြမလဲ။ဆိုတော့အပိုင်းမှာကျွန်တော်တို့ကောင်းမွန်တဲ့ကျွန်တော်တို့စစ်တင်တဲ့နေငါတို့ထပ်ပေးမယ်။လက်ချင်မှုပြီးသွားတဲ့ကျွန်တော်တို့ဒီစစ်တီတော်ကောင်းတွေဖြစ်အောင်ငါတို့စူးစမ်းမယ်။ပြီးတော့နောက်တစ်ခုစစ်ဥပဒေတွေငါတို့နားလည်အောင်ငါတို့စူးစမ်းကြမယ်။ဒါမှလည်းငါတို့က ပြည်သူအကောလဲဆက်သားကောင်းတွေဖြစ်လာမှာဖြစ်တဲ့အတွက်ငါတို့ဒီလိုလောက်ကြမယ်ဟေးဆိုတာနဲ့သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ထပ်တွေ့တယ်ရောကျွန်တော်တို့အဲ့လိုမျိုးမြို့ပြပြောက်ကြောကျွန်တော်တို့လုပ်နိုင်တဲ့ special food လိုမျိုးကျွန်တော်တို့သင်တန်းတွေထပ်ပေးတယ်အဲ့ဆိုအဲ့လိုမျိုးကျွန်တော်တို့ special operation food လိုမျိုးကျွန်တော်တို့သင်တန်းတွေထပ်ပေးတယ်ကြိုးစားတယ်ကျွန်တော်တို့ကြိုးစားတယ်အရင်တော့သင်တန်းတက်ရကျွန်တော်တို့ဂျီလင်းငေါတာတာပေးပြပြီးတော့ဆိုတာဒီကောင်တွေလှုပ်လိုက်တယ်အားချပြီးရဲဘော်ဘာဖြစ်လို့ဆိုတော့ရဲဘော်ကျွန်တော်တို့ကအချိန်ကန်သင်တန်းမှာကျွန်တော်ဂျီငေါတာပေးပြပြီးရှင်းတဲ့ကလှုပ်လိုက်တယ်ရောရဲဘော်တော့အမေဂျီနေရယူသွား ဟာဒီကောင်ခဏလေးပဲသိရဒီကောင်ပြည့်တက်တာကုံဝပ်ပြီဆရာကုံဝပ်ပြီကျွန်တော်ကုံဝပ်ပါဗျာဟိုကျွန်တော်တို့ခုနကပြောမျိုးအခြေခံတဲ့နေမှာဒီငါးတော့တော့ပြည့်ပြီးတော့ဆိုတာရှင်သားရတော့ဒီကောင်လက်ကိုဆွဲတာပဲဒီကောင်လေဆိုတော့သူတို့လုတ်ချင်တယ်လေလိုက်ချင်တယ်လေဒါပေမဲ့ကျွန်တော်တို့အဲ့ဒီစနေသွားလို့မရဘူးဆိုတော့အခြေခံတဲ့တန်းမှာကလည်းပြပြဝဝကျွန်တော်တို့ရဲဘော်တွေကိုကျွန်တော်တို့တရားဆိုအချို့က GT 150လားကျွန်တော်ပြပြတယ်ကြရအောင်ရှာပြီးပြပြတယ်အဲ့လိုပြပြပြီးကအဲ့ဒီရဲဘော်ကျွန်တော်တို့ရှင်တန်းကလော့လိုက်ပြီဆိုရယ်အဲ့ဒီရဲဘော်ကဘာဖြစ်လဲဆိုတော့ချီချွတ်တော်သွားလဲငါတို့ပိုင်မပြတ်တော့မှန်း မပိုင်မပြစ်ဘူးအရင်တော့ကျွန်တော်တို့ခေါင်းကြီးငုတ်ပြီးတော့တနင်္ဂနွေမိုးပေါထောင်ပြီးတော့ဆွဲတာပဲဟောဟိုကိုတို့ကတွေးမှာပါဒါတော့အရှိမကျွန်တော်တို့ဖြစ်လာခက်တဲ့တိုက်ပွဲတွေဟာအာနာချင်းအာတာချင်းသုံးသပ်လို့ရတယ်လေကျွန်တော်တို့လည်းမြင်တယ်ဆိုတော့အဲ့လိုငါတို့လုံးလို့မရဘူးငါတို့အခြေခံတည်ထမ်းနေစောက်ပြီးတော့မောမန်းမှာငါတို့တွေဘယ်လိုပေးကြမလဲငါတို့ရှေ့ကိုလောလောဆယ်ရက်ပေါ်တွေကဘယ်လောက်ထိငါတို့ညုံမှန်းထားလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့သေသေးချာချာပြင်ဆင်ပြီးရကျွန်တော်တို့ဒီဘက်မှာရှိတဲ့ပြူဟာ33ပြူဟာ34ပြူဟာ35အထိပါတိဆိုင်ရတော်ဝန်ခံလေးတော့တိဆိုင်ရခေါင်းဆောင်တွေနဲ့ အဲ ego fight တွေကိုကျွန်တော်တို့အာညနေတိုင်ပြင်ပြီးကျွန်တော်တို့ဒီလိုတင်တန်းလေးကောက်ကောက်ပြီးပြီးခုနောက်ပိုင်းကျွန်တော်တို့2025 24နှစ်ကိုပိုင်းနဲ့25မှာကျွန်တော်တို့ဒါကိုလို့မြည်တဲ့တိုင်ပဲပူပြီးတော့လုံနိုင်လာတယ်ပူပြီးတော့စနစ်ကျလာတယ်ပူပြီးတော့ဆိုတော့ကျွန်တော်တို့စစ်တိုက်လာနိုင်တာပေါ့နော်ကျွန်တော်တို့တနက်ပြစ်တာတော့မဟုတ်ဘူးတနက်ခုနကကျွန်တော်အထက်မှာပြောသလိုတနက်ပြစ်ဝဲတော့မဟုတ်ဘူးနော်တနက်မပြစ်ဘူးကျွန်တော်စစ်တိုက်တာပေါ့နော်ကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ဘယ်လိုညွန်မန်းထားလဲအနေထားတွေကိုတဖြည်းဖြည်းနဲ့ချိကပ်လာတာပေါ့နော်အဲ့ဒီအနေထားတွေကိုကျွန်တော်တို့ရရှိလာတာဒါကတော့လက်ရှိရက်ပေါ်လေရလက်ရှိ တော့တွောင်းနေတယ်ဒါကျွန်တော်တို့တိုက်ပွဲအခြေအနေပေါ့နော်ကျွန်တော်အဲ့လိုပဲပြောချင်ပါဟုတ်ဟုတ်ဟုတ်အဲမတန်းမတားရတဲ့ဟာတွေအများကြီးပဲပေါ့နော်လက်ရှိကျွန်တော်တို့တပ်ဖွဲ့တွေရှေ့မှာကြုံတွေ့နေရတဲ့ဟာတွေလက်သလုံးကြုံတွေ့နေရတဲ့ဖွဲ့တွေလည်းရှိတယ်အဲ့အခက်ခဲတွေကိုဘယ်လိုဖြေရှင်းနေတယ်လဲဆိုတဲ့ဟာမျိုးတွေအားစားအခုပြောသွားပြီးပေါ့နော်ဒါကကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအားလုံးဒါတပ်ဖွဲ့ဝင်ကောင်းနေဖြစ်ဖို့အတွက်တကယ်ကိုလိုအပ်တဲ့ legend မှုတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကြာအခုကျေးဇူးတင်နေပြီးတော့ အဲကျွန်တော်တခုလေးသိကျင်တယ်ဗောနော်ဒါစင်ကောင်းဖြစ်စရာလဲဖြစ်တော့ဖြစ်မယ်ဗောနော်အဓိကတော့ကျွန်တော်ဒီဒီဟာကကြတော့အဲ့လိုအဲတမိုင်းတခုအနေနဲ့လဲကြံစီကျင်တယ်အပြီးတော့ဒီသူရဲကောင်းတွေကိုချိန်တခုရောက်တဲ့အခါကျရင်အပြည်သူကရောတာဝန်ရှိတဲ့ဥဆောင်သူတွေကရောအထိုက်တန်တဲ့အာဂုံပြုမှုတွေရှိစေချင်တယ်ဗောနော်ဒီကတော့ကိုဒီဒေါ်လာကြီးကာလာတော်တွင်မှာအာချက်ဆုံးသွားတဲ့ရေပေါ်တွေရှိတယ်အာသာမသူရဲကောင်းတွေရှိတယ်ဒီသူရဲကောင်းတွေအကြောင်းကိုလည်းကိုမမရဖြစ်တာမျိုးလေးတွေပြောစီစင်တယ်ဗောနော် အဲဒီကတော့ဒါသူတို့တွေကအဲလူမတိသူမတိကြောက်ွယ်သွားတာမဟုတ်ဘူးဆိုရမျိုးလေးကိုကျွန်တော်သိစေချင်တယ်။ဟုတ်ကဲ့အဲ့ဒီကပတ်သက်ပြီးတော့ကျွန်တော်တို့ခုရဲဘော်တွေရဲ့ဒါစက်ကောင်စီရဲ့လက်ရှိသွားနေတဲ့အခြေအနေကိုကျွန်တော်သုံးသပ်ပြရမှာဆိုရင်ကျွန်တော်တို့ရဲဘော်တယောက်ပါကျွန်တော်တို့ရှင်းတန်းမှာကြောက်ွားရင်ဘယ်တော့မှကျွန်တော်မထားခဲ့ဘူး။ဒါကျွန်တော်တို့ရဲ့လက်ရှိအရှိတရားပဲကျွန်တော်တို့အဲ့ဒီရဲဘော်ကိုကျွန်တော်တို့သူ့ရဲ့ဓာတ်ပုံတွေရအောင်ယူတယ်ကျွန်တော်တို့အဲ့ဒီသူ့ဓာတ်ပုံတွေရအောင်ယူတယ်ပြီးတော့ကျွန်တော်တို့ကောင်းမွန်စွာတကြိုတယ်သူ့ကိုကျွန်တော်တို့လိုအပ်တဲ့ ဒါမတက်မတ်ရလေအုတ်ခုတွေကျွန်တော်တေချာလုတ်ပေးပြီးအားသိဆိုင်ရကျွန်တော်တို့ဒီဟိုနော်ဟိုကြီးဌာနတွေကျွန်တော်တို့ပြည်တာဘယ်ရဲပေါ်မှာကျွန်တော်တို့အနောက်မှာမကြံခဲ့ပါဘူးကျွန်တော်ဒါပြီးကျွန်တော်တို့တော်လာကြီးရဲပေါ်တွေရေထဲမှာရှိတဲ့ဒါကျွန်တော်တို့ရဲပေါ်ရဲပေးပြီးပြီပေါ့နော်ဟိုကျွန်တော်တို့ဟိုတို့လိုလည်းပြောပြတယ်ရဲပေါ်တယောက်ကြောက်ရဆိုတော့တယောက်ကိုကျွန်တော်တို့တခါတည်းဟိုပြတယ်နောက်တစ်ခုထိခိုက်တယ်ရတဲ့ရဲပေါ်တွေလည်းပဲကျွန်တော်မပြစ်ထားပါဘူးဟိုတို့တွေရောသိဆိုင်ရကျွန်တော်တို့ခြေဝက်ကူသောမှုတွေအားစကျွန်တော်တို့ဒေသဖက်တော်တော်ခက်ခဲတယ်ဟိုကျွန်တော်တို့တွေကဒေသကကားလန်းကျွန်တော်တို့တော်တော်လေးကို ခက်ခဲတဲ့အချိန်မှာကျွန်တော်တို့ကဒီလိုပဲတောလန်းနေပြီးသားဆိုတော့ချုပ်တန်ရရဲဘော်တွေရအောင်ကျွန်တော်တို့နောက်တန်းရအောင်ပို့တယ်စေဝါကူတော်မှုရအောင်ကျွန်တော်ခံယူပြီးရကျွန်တော်ရအောင်စူးစမ်းတယ်ဒါရဲဘော်မှာကျွန်တော်တို့တွေကအခုလိုမျိုးပြစ်ပယ်ပြီးရဟိုမထားခဲ့ဘူးချိုးဒီမှာစစ်ကောင်စီကဟိုတိုက်ပွဲဖြစ်တာနဲ့အလောင်းတွေလာလည်းမကောက်ဘူးလာပုံနေတာအများကြီးပဲတချို့တွေကပုတ်ပွားပြီးခွေးဆွဲရတာနဲ့အာလမ်းမှာပုတ်ပွားပြီးချို့တွေကမမြင်ဟိုတော်လို့တော်လာရေးဖတ်တွေက အဲတိုင်ယာငွေထောက်ပြမီးရှို့ပေးတာနဲ့ဒါတွေကအများကြီးကြုံတွေ့ရအောင်တန်ဖိုးမထောက်ဘူးခေါ့နော်တန်ဖိုးချေအင်မနာကွာတယ်ကျွန်တော်တို့တော်လာရေးသမားတွေထားတဲ့ကျွန်တော်တို့ရဲဘော်တွေနော်ထားတဲ့ကျွန်တော်တို့ရဲ့တန်ဖိုးနဲ့သူတို့တွေဟိုလက်ရှိဆက်ဆံနေတဲ့တန်ဖိုးကမူးနေမြီလို့ကွာပါတယ်ဒါတော့ကျွန်တော်တို့ရဲဘော်တွေလည်းလက်တွေ့အာအပိပိသားလည်းဖြစ်တယ်ရှိလည်းရှိပါတယ်အဲ့ဒီမှာဖြစ်လာတဲ့အခါကျရင်ကျွန်တော်တို့ကျွန်တော်တို့ရဲဘော်မှကျွန်တော်တို့ခေါ်လာတာတော့မရှိဘူးကျွန်တော်တို့အတူတူတွတ်တိုက်တဲ့မိသိရဲဘော်မဆို ကျွန်တော်ရအောင်ကျွန်တော်တို့ရအောင်ဆွဲတယ်အဲ့ဒီဘုတ်တွေရအောင်ယူတယ်ကျွန်တော်တို့မထောက်ခဲ့ဘူးကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့တော်လိုင်းရဲ့ပေါ်တရားပါတကယ်ကိုကျွန်တော်တို့သမိုင်းဝင်မဲ့ကျွန်တော်တို့အာဇာနည်တွေဖြစ်တယ်ဓာကြီးတွေလည်းပဲကျွန်တော်တို့သိဆိုင်ရနေရာတွေမှာပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ဟာလေးတွေကျွန်တော်တို့လှုပ်ထားတာလည်းရှိပါတယ်ဒါတော့လက်ရှိအရှိတရားပေါ့ကျွန်တော်ပြီးခဲ့တဲ့နေ့ပေါ့နော်ကျွန်တော်တို့ဒီထိုင်းတရေချောင်းတဲ့တခုကကျွန်တော်အင်တာဗျူးလာလှုပ်တာရှိတယ်မိဂတိရှင်းလာတာရှိတယ်ကျွန်တော်ပြောတယ်ကျွန်တော်တို့လည်းနောက်ဆုံးဘာလုပ်မလဲဆိုတော့တချို့တွေက ဒါစိတ်ဓာတ်နေပေါ့နော်ကိုခံယူခြင်းနဲ့တွန်လိုင်းထဲဝက်လာတယ်တချို့တွေကမိဘတွေကခုချိန်ထိသူ့သားသမီးကတွန်လိုင်းထဲမှာရှိသေးတယ်ဆိုတော့ကျွန်တော်တို့ဒါသူတို့ထင်တယ်သူ့ရဲ့သူ့သားသမီးတွေရှိတယ်အချို့တွေကမိဘမိသားစုနဲ့ကျွန်တော်တို့ကဟိုအဆက်အသွယ်မရဘူးသူ့ကလေးတွေရှိတယ်ထင်တယ်တကယ်တော့ကြောက်ဆိုးသွားတဲ့ဟာလေအများကြီးတွေ့ရတယ်ကျွန်တော်တို့တွေကကြောက်ဆိုးသွားတဲ့ရဲပေါ်တွေလည်းပဲသူ့သစ္စာရမတန်မတ်ရတွေနဲ့ကျွန်တော်တို့လှုပ်ပြီးရဆိုရင်ကျွန်တော်တို့တွေအလောဝကြတော့တစ်ချိန်ကြာရင်ကျွန်တော်တို့အင်ဂျင်အစိုးရနေပြဒါတွေကိုမမေ့ဖို့ ပထမဦးဆုံးလုံးမဲ့တော်ပါပဲလို့ကျွန်တော်သတင်းမီဒီယာတခုမှကျွန်တော်တို့ဖြေခဲ့တယ်။ဒါလည်းကျွန်တော်ပြီးခဲ့တဲ့နေ့ရက်လည်းကျွန်တော်တင်ထားတာရှိပါတယ်။ထောက်ထဲမှာကြောက်ရတယ်ကျွန်တော်တို့ခုလက်ရှိကျွန်တော်တို့ရဲ့ဒါညီကိုလေးနော်ချိုးဖန်စီခံရတဲ့ဟာလေးသိနေပေးခံရတဲ့ဟာလေးထောက်ထဲမှာပဲကျွန်တော်တို့ကနော်စစ်ကြိုးကြီးပါပဲကြောက်ဆိုးသွားတဲ့ရဲဘော်တွေကိုကျွန်တော်တို့ကြည့်ပြောဆိုပါကျွန်တော်တို့တော်လိုင်းပြီးတဲ့ချေချာဒါပထမဦးဆုံးကျွန်တော်တို့အင်ဂျင်ဆိုးရလောက်ရမဲ့တော်ဝပဲလို့ကျွန်တော်ပြောခဲ့တယ်။ဒါဒီပထမလုံးမဲ့တော်ဝပဲ။ဘာဖြစ်လို့ဆိုတော့ကျွန်တော် ခုနကပြောသလိုချိုးမိပါတယ်ကသူ့သားသမီးဘာမှကြံခဲ့လဲ ဘယ်စိတ်ကြောင်းမှရှိနေလဲဘယ်လိုကြောက်ဆုံးသွားလဲဆိုတဲ့ဟာကိုဘသူမှအချို့မသိကြလေရှိတာတချို့ကလည်းကျွန်တော်တို့ဒါဆက်သွယ်ပြီးတော့ကျွန်တော်တို့အကြောင်းပေးထားတာရှိသလိုတချို့တွေကလည်းမသိဘူးအဲ့ဒီမှာကျွန်တော်တို့ကြောက်ဆုံးသွားလဲရဲပေါ်တရားတိတိမမမပဲကျွန်တော်မိသားစုနဲ့ကျွန်တော်တို့ဆက်သွယ်လဲအဲ့ဒီကလေးကတော့ကျွန်တော်တို့တိုင်းရင်းသားပါတိုင်းရင်းသားပါကျွန်တော်တို့ဟိုးဆက်ပြနေဖက်ရကျွန်တော်တိုင်းရင်းသားပါဒါတော့သူအဖေသေးတာတလားပဲရှိသေးတယ်ရစ်အတလားပေါ့နော်ကျွန်တော်တို့ဟိုရှိသေးတယ်သူ့မှာမိသားစုကကြတော့အမေရအမရသူရတော့ ဟိုရပဲရှိတယ်အဖေကတော့တလောက်တည်းမှာကြောက်ရတဲ့အချိန်မှာဟိုဟိုလူကြီးရောက်ကနေပေါ့နော်ကျွန်တော်တို့ဟိုစုပ်ပွားတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီခွင်မှုကကြောက်ရတယ်ကြောက်ရတဲ့အချိန်မှာသူ့အမေကိုကျွန်တော်ဖုံးစစ်တယ်အဒီအဒီတားတော့ကျွန်တော်တို့မြေပြင်မှာပေါ့နော်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာဒီတိုက်ပွဲမှာကြောက်ဆိုးသွားပြီအန်ဒီလို့ပြောတဲ့အချိန်မှာအဲ့ဒီအမေကအယမ်းငိုးတယ်သူငိုးတယ်သူစကားတလုံးမပြောငိုးတယ်ငိုးပြီးတော့လည်းကျွန်တော်တို့ပြန်ဘာပြန်ပြောလဲဆိုတော့ဟာ ဒီတော်လာရေးကိုပြီးဆုံးအောင်လုပ်ပါတော့တော့အမေတို့ခုအမေသားဆုံဆုံသွားတဲ့ခါကျအမေတို့စိတ်ထဲမှာတော့စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အမေတို့ဒီလိုဖြစ်လာမယ်ဆိုတော့တူတွေးပြီးသားဒါတော့အမေသားဆုံဘွားတဲ့ခါမှာတော်လို့နေစိတ်ထဲမကြနေဆိုကျွန်တော်တို့စိတ်ခေါ်ကပြန်ပေးတယ်နော်ကျွန်တော်တို့ရဲ့ဒီကလေးတွေရဲ့အမေတွေစိတ်ခေါ်ကပြန်ပေးတယ်တော်စိတ်ထဲမကြနေဒီတော်လာရေးပါနော်ဒီရဲပေါ်အတွက်ကိုတော်လို့ပူပြီးရဆိုပါစိတ်ထဲခိုင်ခိုင်မာမာနဲ့ဆက်လုပ်ပါအမေတို့အောင်ပေးတယ်ဆိုတော့ တော်တော်ပေးလိုက်ရတာမှာကျွန်တော်တို့တောင်လာရေးပေါ်မှာဘယ်လောက်ထိအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဟိုဖြစ်စစ်ခြေတဲ့ပြည်သူတွေရဲ့စင်တာရှိတယ်ဆိုတော့ဟိုဒါကျွန်တော်ကိုလည်းကြုံတွေ့ရတဲ့ဒါအဖြစ်ဖြစ်ပါဒါတော့ကျွန်တော်တို့ခုလိုမျိုးကြုံရင်းနဲ့ကျွန်တော်ဆေးပြချင်းဖြစ်ပါလေဒါတော့ကျွန်တော်တို့ပေးဆန်းတဲ့နော်ဒီရဲဘော်တွေရဲ့နော်ပေးဆန်းမှုတွေဟာအလဟသာမဖြစ်ဘူးကျွန်တော်တို့ပေးဆန်းလာတဲ့ဒီအာဇာနည်တွေဟာသူရဲကောင်းတွေဟာအလဟသာမဖြစ်ဘူးဆိုတဲ့ကိုကျွန်တော်ပြောချင်တယ်ဒါတော့အလုံးဘာပဲဖြစ်ဖြစ်အခုချိန်မှာပေါ့နော်ကျွန်တော်ရဲဘော်တွေရဲ့စိတ်ဓာတ်တွေ့ကြွမှုတွေကျွန်တော်တို့ရဲ့လုံနိုင်တဲ့စွမ်းအားတွေဟာ ရခင်မူလတနေ့နေ့တင်နေစရင်ကျွန်တော်တို့ဒီပြည်ပြည်နဲ့လေးနေလေးနေနေကြော်လာတဲ့အချိန်မှာပူပြီးတော့လုံနိုင်လာတယ်ပူပြီးတော့လည်းကျွန်တော်တို့ဒီစားရည်မြင့်လာတယ်ပူပြီးတော့လည်းကျွန်တော်တို့ဒါတွေးခေါ်တွေအားစားကျွန်တော်တို့ဒါရဲဘော်တွေမှာပေါ့နော်ဟိုဥဆောင်နိုင်လဲဟာလေလည်းအများကြီးထွက်လာတယ်ဟုတ်ဟုတ်ကဲ့အဲကြားရတာချက်သိမ်းထားကြရပြီပေါ့နော်တကယ်အာသာနီတွေ့ရကောင်းနေရဲ့မိဘတွေကအစပေါ့နော်သူသားတယောက်လုံးဆုံးဖြတ်ရတာတော့မှပဲဘယ်ကိန်းတပ်ဖွဲ့ဝင်တွေပေါ်မှာအာဖီစကားတွေပြောတယ်အတင်းသားကိုပြောတယ်ဆိုတော့ ဟိုကျွန်တော်တို့ဒီတော်လိုင်းရမနိုင်စရာဟိုအကြောင်းမရှိဘူးဟိုရာတကယ်တကယ်ဟိုပေါ့နော်နိုင်ကိုနိုင်ကိုနိုင်ရမယ်ဆိုပြီးတော့တိုင်းကြတာပေါ့နော်အဲတော့ကျွန်တော်ဒီလိုမျိုးဒါဒီလိုမျိုးမိဘတွေရှိတယ်ဆိုတာလည်းမဆန်းပါဘူးပေါ့နော်တကယ်တာသမီတွေကလည်းတကယ်ကိုတကယ်ကိုအာသာနေတကယ်သူရဲ့ကောင်းနေပါပဲပေါ့နော်အဲအခုလိုဖြေပေးရတကယ်ကိုပဲကျေးဇူးတင်တယ်ပေါ့နော်အဲဒါတွေကကျွန်တော်တို့အတွက်ရှေ့ဆက်ရမယ့်ခွန်အားတွေလည်းဖြစ်စေတယ်အဲကျွန်တော်တို့ဒီလိုမျိုးအဲအောင်မြင်မှုတွေရပြီဆိုတဲ့အချိန်မှာအဲကျွန်တော်တို့ဒီအောင်မြင်မှုတွေကိုတန်ဖိုးထားတတ်ဖို့လိုတယ်ဆိုတာကိုလည်း ဒါသတိပြန်ပေးနေတယ်လို့ပဲပေါ့နော်ဒီအောင်မြင်မှုဆိုတာငါတို့လွယ်လွယ်လေးရခဲ့တာမဟုတ်ဘူးဒီတက်ဖွဲ့တွေကဒီလောက်ထိပေးဆက်ရင်းနှီးပြီးမှရခဲ့တာအဲကြောင့်မို့ငါတို့တံပိုးထားရမယ်ဆိုတဲ့အသည့်ကိုလည်းဒါရစီတယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်တယ်ကိုပဲပြီးတော့အဲဒါကတော့ဒါစကားဝိုင်းနဲ့ပါဒါကျွန်တော်သိချင်တဲ့ဟာပေါ့အဲဒီဟာလေးကတော့ပုံတိကတော့အဲဒီနေ့တော်လည်ရေးအောင်မြင်သွားပြီကျွန်တော်တို့ဖြစ်စေချင်တဲ့အတိုင်းကျွန်တော်တို့ကြိုးစားခဲ့တဲ့ဟာဒီရလက်ကလုံးဝကိုအောင်မြင်တဲ့နေ့ဖြစ်သွားပြီပေါ့နော်တော်လည်ရေးပြီးဆုံးသွားပြီအောင်မြင်သွားပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာကိုယ်ပထမဆုံး လုတ်ချင်တဲ့လုတ်ရပါပြီကျွန်တော်ပေါ်မော်ဆိုလုတ်ချင်တဲ့ဟာတစ်ခုရှိတယ်ကျွန်တော်တို့ပေါ်မော်တစ်ခုကဘာလဲဆိုတော့ဟာကျွန်တော်တို့ခုနကကြောက်စိုးရလဲရဲဘော်တွေမိသားစုတွေကျွန်တော်လိုက်တွေးချင်တယ်ဟိုဟိုဒါပေမဲ့ကျွန်တော်အနေထားတော့ဟိုမပြောမလဲဆိုတော့အလုံးမလန်းချုံနိုင်တော့ညာလဲပဲကျွန်တော်တို့ရဲ့တိုက်ပွဲဘောတော့ကျွန်တော်တို့တိုင်ရင်းမှာကျွန်တော်ဂျူဝါမှာကြောက်စိုးရလဲရဲဘော်တွေမိသားစုတွေကျွန်တော်အပင်းနဲ့သိချင်တယ်ဒါတွေသူရဲ့ကောင်းတွေဖြစ်တယ်ဒီနိုင်ငံအတွက်ပေးဆပ်တဲ့လူတွေဖြစ်တယ်ဆိုတဲ့ဟာကိုလည်းပဲ ကျွန်တော်တို့လိုက်ပြီးတွေ့ပြီးတော့ကျွန်တော် office ကားလေးပြောမယ်ကျွန်တော်တို့ဒါဟိုပါဘောဟိုပါဘောကျွန်တော်တို့တွေ့ပြီးတော့ကျွန်တော်တို့ပြောပြမှာပေါ့ဒါတစ်ချက်ရှိတယ်ဒုတိယတစ်ချက်ကျတော့ကျွန်တော်ပြည်သူပြန်လှုပ်ချေတယ်ဆိုဘာဖြစ်လို့ပြည်သူပြန်လှုပ်ချေလဲဆိုတဲ့ဟာကျွန်တော်တို့အသိပေးပြီးတော့တိုက်ပွဲဝင်ပြီးတော့ဒီအာနာစစ်စနစ်ခြုံကြရအောင်ကျွန်တော်တို့ယူပေးတဲ့ federal ပြည်ထောင်စုအရာကျွန်တော်တို့ပြည်သူအနေနဲ့ဘယ်လောက်ထိလှုပ်ခြုံမှုရှိလဲပေါ့ကိုတိုက်ခဲ့တဲ့နော်ကိုတိုက်ခဲ့တဲ့ဒီတော်လာရေးကိုတိုက်ခဲ့တဲ့ဟာတွေက ပြည်သူနေမှာနေပြီးရဆိုရင်ကျွန်တော်တို့ပြန်ခန်းစားချေတယ်ပြန်ခန်းစားလဲဘာဖြစ်လို့ပြည်သူကျွန်တော်တို့ကောင်းပြီကျွန်တော်တို့အခုတောင်ပြောမျိုးကကျွန်တော်တို့စစ်သားကြီးတွေကျွန်တော်တို့တော်လိုက်စစ်သားကြီးတွေဝယ်ပြပြည်သူတွေကအလွတ်လန့်ရဲ့လားအစင်ပြေရဲ့လားကျွန်တော်တို့ဘယ်လောက်ထိအစင်ပြေနေလဲဆိုတာမေးလာတဲ့ဆိုင်ရင်ကိုကိုတိုင်ကပြည်သူနေရခန်းစားပြရငါတို့တိုက်ခဲ့တဲ့အာဒီတော်လိုက်ရေးပေါ်တော့လွတ်လန့်ရေးကဘယ်လောက်ထိခိုင်မမှုရှိလဲဘယ်လောက်ထိလွတ်လန့်လဲဆိုတာခန်းစားချက်အဲ့ဒီနှစ်ခုပဲကျွန်တော်ကျန်တဲ့ဟာကျွန်တော်များများမရှိပါဘူးအဲ့ဒီနှစ်ခုပါဘိုက်တယ် ကြရတကယ်ကျေးဇူးတင်တယ်ဗောနော်တကယ်ပါတကယ်တကယ်လည်းလေးစားတယ်ပြီးတော့ဟိုကျွန်တော်တို့အဲဖြစ်စေခြင်းတဲ့စစ်သားကြီးတွေရောမြင်နေရပြီဗောနော်အခုလိုမျိုးပဲဒါဥဆောင်တဲ့အပိုင်းဒီမှာကိုဗစ်တို့လို့ခေယုံချက်စိတ်သက်တွေရောဗောနော်တကယ်ပြည်သူပေါ်မှာစေနာမှန်တဲ့သူတွေနဲ့အခုလိုမျိုးပြောခွင့်ရတယ်တကယ်ကျေးဇူးတင်တယ်ဗောနော်ပြောပြီးတဲ့အတွက်တကယ်ကျေးဇူးတင်အဲကျွန်တော်အခုလိုတွေ့ခွင့်ရတဲ့အတွက်ကိုပဲတကယ်ဝမ်းသာလေးဂုဏ်ယူမိတယ်ဗောနော်အဲပြီးတော့ဒီကျွန်တော်စကားဝိုင်းရဲ့အဆုံးသက်လေးပေါ့ဟိုဟာအဓိကတော့ အကြောင်းပြည်သူတွေဒါတောက်ခံလာတာလည်းလေးနှစ်ရှိပြီပေါ့နော်အဲဒီကာလမှာဝေးတည်တဲ့အတိုင်းပဲချို့ဒါစစ်ကောင်စီရဲ့အုပ်ချုပ်မှုရန်ညားလက်ပတ်နေတဲ့နေရာတွေသူတို့လက်လန်းမိတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာပြည်သူကိုနေစဉ်ရက်ဆက်တိုက်ခိုက်တာမျိုးတွေလုပ်တယ်ကိုကြီးကတပ်ဖြတ်တာမျိုးတွေလုပ်တယ်ကလေးငယ်လေးတွေအစပေါ့နော်လာသားရွယ်ကလေးတွေအစစပေးရှောင်ရတဲ့ဒုက္ခတွေတွေအစမမတ်ရဲရဲတပ်ဖြတ်နေရမျိုးတွေပုံချေတိုက်ခိုက်နေရမျိုးတွေလုပ်နေပေါ့နော်အဲ့တော့အဲ့ဒီကြားတွေကမှပေါ့နော် ီတော်လှန်ရေးကိုထောက်ခံပေးနေကြတဲ့ပြည်သူတွေကိုကိုဗစ်ပါပြောချင်ကျွန်တော်တော့ဟိုအဓိကစိတ်ဓာတ်မကြောက်ဘူးပဲကျွန်တော်တို့ကိုယ်တိုင်လည်းပဲရဲပေါ်လေမြန်မာကျွန်တော်တို့ငါတို့တော်ထမ်းမှကြာလေလေပြည်သူတွေဒုက္ခရောက်လေလေပဲလို့ပြည်သူတွေဒုက္ခရောက်လေလေငါတို့ကိုယ်တိုင်လည်းဒုက္ခရောက်လေလေပဲလို့ကျွန်တော်တို့တွေအလောကတော်ထမ်းမှပဲတော်လာကြီးပြီးဆိုလို့မရအောင်ကျွန်တော်ဒါကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့အရှိတရားပေါ့နော်ကျွန်တော်တို့ရည်မှန်းထားတာမြို့ပြကိုကျွန်တော်တို့ခြိတိတ်ပြီးတော့ကျွန်တော်တို့အဆုံးသန့်ဖို့ပဲကျွန်တော်တို့ စ조사အော်တိုဖို့အများတိုက်တိုက်တော်တယ်။ဒါတော့အစ်စ်မှလည်းပဲကျွန်တော်တို့တော်လိုင်းကြီးတွေဖြစ်ခဲ့တယ်။အာနာသိမ့်မှုတွေဖြစ်ခဲ့တယ်ကျွန်တော်တို့တာလကတွေလည်းအများကြီးရှိခဲ့ပါလေ။ဆိုတော့ကျွန်တော်တို့တော်ထမ်းမှာပဲကျွန်တော်တို့အာတိုက်ပြီးတော့ဆိုတာတဝဲလဲလဲဟာတော့ရတူစိတ်ကောက်စီကလည်းတော်ထမ်းမှာပဲတိုက်လေပူကြိုက်လေပဲကျွန်တော်တို့သူတို့ရဲ့အဓိကဖြူကတော့တော်ထမ်းမှာသူတို့လူဘလို့ပဲကုံသွားကုံသွားသူတို့ကခေါင်းထမ်းမှာမရှိပါဘူး။အဓိကအမျိုးပြကိုထိပါလာရတော့ဒါတော့လို့တော့အမျိုးပြရဲ့အဓိကရှိတဲ့ task scan တွေပေါ့နော်ကျွန်တော်တို့ရတူ task scan တွေ case scan တွေဘလို့ကျွန်တော်တို့တိုက်ခိုက်ဖို့အတွက်ရကျွန်တော်တို့တွေ့ရလဲ ဟိုဆက်လက်ပြီးတော့စူးစမ်းအောင်ထုတ်ဖို့လိုအပ်တယ်အဲ့ဒီတော့ပြည်သူစီကိုကျွန်တော်တို့လာပြီးဖြစ်တဲ့အတွက်ပြည်သူတွေလည်းပဲဟောကျွန်တော်တို့အောင်တပြေလေးလေးကင်ပြီးအောင်စောင့်နေဖို့ပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ခုနကပြောသလိုပေါ့ပြည်သူနဲ့ကျွန်တော်တို့တသားလဲပေါ့ကျွန်တော်တို့လည်းလူစီကလာတဲ့လူတွေဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူတွေရဲ့အဓိကဟိုတော်လာရေးလေးနဲ့အတွဲမှာဖြစ်လာတဲ့ဒုက္ခမတိုက်ခင်မှာပေါ့အရှိမလဲပူပေးလဲဖြစ်ခဲ့တဲ့တော်တော်လေးလဲကျွန်တော်တို့စီပေါ်ရေးအရာရှုံရှုံမှုတွေရောခက်ခဲတာလဲဖြစ်ခဲ့တဲ့တော်လာရေးအနာသိမှုဖြစ်လာလဲပဲကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်တဲ့ပြည်ရလောရ တချို့တွေကစီစဉ်ဥစ္စာတွေအားရှုပ်ရှုပ်ပြရဖြစ်သွားတယ်။အထက်ပြေးခါကျွန်တော်ရေဘေးထပ်ပြစ်တယ်။ပါပြည်သူတွေခံရပြိုင်ပြီးအဲ့ဒီမှာကျွန်တော်တို့ဒုက္ခဒုက္ခတွေအစုံထပ်ပြေးကငလီဘေးကထပ်ပြစ်တယ်။ကျွန်တော်တို့ပြည်သူတွေရဲ့ရေထမ်းမှာတော့ဒုက္ခဆိုတာမဆိုင်လို့ပါဘူးကျွန်တော်တို့။ဒုက္ခနဲ့ငရဲဆိုတာပြည်သူတွေအလောဝါခါးစည်းခံရတော့တော်တော်လေးလေးပြည်သူတွေကအရေးလက်ထူသွားပါပြီကျွန်တော်တို့။ဖြစ်နိုင်မယ်ဆိုရင်လည်းပဲပြည်သူတွေအာမလျှော့ဖို့နဲ့ကျွန်တော်တို့ပြည်သူတွေအစီကိုလည်းကျွန်တော်တို့လာပြီဆိုတဲ့အကြောင်းကိုလည်းပဲပြောချင်ပါလဲ။ကျွန်တော်တို့စိတ်မလျှော့ပါနဲ့ပြည်သူတွေလည်း fight ဒီကျွန်တော်တို့ fight ဒီပါ။ကျွန်တော်တို့လည်းအလောဝါ ဟိုတောင်လိုင်းမပြီးဆုံးတာပြတဲ့အတွက်ကျွန်တော်တို့ခုနကပြောတဲ့ဟာဒီနော်ကျွန်တော်တို့တောင်လိုင်းပြီးတဲ့ခါကျရင်လည်းပဲဟိုကျွန်တော်ကြီးမပြီးဆုံးသေးတဲ့အချိန်မှာပြောတဲ့စကားဖြစ်တယ်တောင်လိုင်းပြီးတဲ့ချက်ကြလဲကိုလည်းရှိချိန်မှာရှိမှာပါဒါတော့တောင်လိုင်းထက်မှလည်းဖြစ်နိုင်လဲဖြစ်ကောင်းလဲဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်သွားဖြစ်သွားကျွန်တော်ခုလိုမျိုးပြောတဲ့စကားလို့ဒီဒါဒီကျွန်တော်မရှိတဲ့အခါလဲလဲနောက်လူတွေရှင်းပြတော့တော့ဘောထမ်းပေးဖို့ကျွန်တော်ဒါလေးပဲပြောချင်တယ်ဒီလိုလူတို့တော့ကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရတော့ဒါလေးလည်းပဲရှင်းပြတော့ထမ်းဆောင်ပေးပါနော် ကျွန်တော်ဟိုမရှိတော့ညာလည်းပဲနောက်လူတွေလည်းအဲ့ဒီပခိုးပြန်တောက်ဝင်ရှက်လို့ဖို့ပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေအလုံးဝဘဲချိသိမယ်ဘဲချိထိမယ်ဆိုတော့ဘယ်သူမှမပြောနိုင်ဘူးဒါတော့အရှိတရားပဲလေဒါရှိတရားလည်းကျွန်တော်တို့ပေါ်ပဲလေးပြောပြောချစ်ပြတာဒါကျွန်တော်တို့ဖြစ်ဖြစ်ချေတဲ့စံတော်လေးလာပြည်သူလည်းပြောလာကျွန်တော်တို့ကတော့ပြည်သူစီလာမှာကျွန်တော်တို့မြို့ပြောက်ကျွန်တော်ရအောင်လောက်ခဲ့မှာတော့ထဲမှာကျွန်တော်အချိန်ကုန်ခံတော့ဘူးကျွန်တော်တို့ဒါလေးပဲပြောချင်ပါတယ်ဝေတကယ်တကယ်ပြည်သူကိုစားတကယ်ကျေးဇူးတင်တယ်ဗောနော်ပြည်သူတွေကလည်းဒါမျိုးကိုပဲပြောလင့်နေလာပါဗောနော် ဒုက္ခဒုက္ခဆိုတာသူတို့အတွက်ကမစိမ့်တော့ဘူးဆိုတဲ့ခါတကယ်မှန်ပါတယ်ကိုပြီးပြီးတော့အဲ့လိုပေါ့ပြည်သူတွေကအဲငါသားတွေတမီးမြို့ပေါ်ကတက်လာခဲ့ကြမှာပေါ့နော်ရရလက်လက်ဆွဲပြီးတော့ငါတို့လည်းပါဝင်မယ်ဆိုရင် ပြည်သူတွေလည်းအားကြီးရှိတယ်ပေါ့နော်လက်တလုံးမှာသာသူတို့တွေဒါအခက်ခဲတွေကိုရင်ဆိုင်ရင်းနဲ့ဒါတချို့ဆိုလည်းမသိသလိုတမျိုးသိသလိုတမျိုးပါဝင်ကြတယ်ပေါ့နော်အဘလိုပဲဖြစ်ဖြစ်ဒီတော်လည်းတပွေတွေကိုမျောနေကြတယ်ဆိုတော့သိကြပါတယ်ကိုပဲအဲကြတော့ဒီစကားဝိုင်းခုလိုမျိုးတွေးဆုံပြီးတော့အနာဗျူပေးတဲ့အတွက်တကယ်ကျေးဇူးတင်တယ်ပေါ့နော်အဲပြီးတော့ပြည်သူပေါ်မှာလည်း ီထက်ပိုပြီးတော့အဲခေါင်းမွန်တဲ့ဘွားတွေဒါဖတိပေးနိုင်ပါစေကိုနော်ပြီးတော့ကိုဗစ်တို့တိုက်ပွဲဝင်နေတဲ့ဒါတိုက်ပွဲတွေမှာလည်းအဲအဆက်ဆက်အောင်မြင်မှုတွေအဆက်ဆက်ရပါစေကိုနော်ပြီးတော့ကိုဗစ်ကိုယ်တိုင်လည်း view site ပေးပါပြီးတော့တပ်ဖွဲ့တွေပုံမှာလည်း view site ပေးပါဒီသူကိုလည်းပို့ပြီး view site ပေးပါလို့ဒါကျွန်တော်ကတောင်းဆိုပါတယ်ဗျကျေးဇူးတင်ပါတယ်ကိုဗစ်ဟုတ်ကျေးဇူးပါကိုကြီးကျေးဇူးပါကျေးဇူးပါကိုတက်တဲ့ကြီးဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့